အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့လူမှုမီဒီယာတွေပေါ်မှာအပြန်အလှန်ဝေဖန်ခဲ့တဲ့အီလွန်မတ်စ်ကသူဟာထရမ့်နဲ့ကြည်အေးလိုတဲ့ဆန္ဒရှိကြောင်းကိုအရေးလက္ခဏာပြသခဲ့တယ်လို့ဘလွန်ဘတ်သတင်းမှဖော်ပြခဲ့ပါဗါးဟာထရမ့်အစိုးရအဖွဲ့ရဲ့အသုံးစရိတ်မူကြမ်းကိုဝေဖန်ခဲ့ပြီးတဲ့နောက်ထရမ့်က မတ်စ်ရဲ့ကုမ္ပဏီတွေနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းမယ်လို့ပြောကြားခဲ့ပါတယ်။မတ်စ်ကလည်းအမေရိကန်အစိုးရနဲ့ချုပ်ဆိုထားတဲ့၎င်းရဲ့ Dragon အကာသယာဉ်အသုံးပြုမှုစာချုပ်ကိုဖျက်သိမ်းတော့မယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့နိုင်ပိုင်းကြာမှာမတ်စ်က Dragon အကာသယာဉ်အသုံးပြုမှုစာချုပ်ဖျက်သိမ်းမဲ့အစီအစဉ်ကိုနောက်ဆုတ်ခဲ့ပြီး Trump နဲ့ကြေးလိုတဲ့ဆန္ဒရှိကြောင်းအရေးလက္ခဏာပြသခဲ့ပါတယ်။ Dragon Agatha ရင်နဲ့ပတ်သက်ပြီးရေးသားခဲ့တဲ့ Mars ရဲ့ post အောက်မှာ follower 200ကျော်ရှိသူတို့ကအခုလိုအပြန်အလှန်ပြောနေကြတာတွေကရှက်ဖို့ကောင်းပါတယ်။ခင်ဗျားတို့နှစ်ယောက်စလုံးကအခုထပ်ပို့ပြီးကောင်းမွန်တဲ့သူတွေပါ။အေးစေးပေါ့စိတ်လျှော့ကြပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ဒီမှတ်ချက်ကို Mars ကတုံ့ပြန်ရမှာတိတ်ကောင်းတဲ့အကြံပြုချက်ပါပဲ။ကောင်းပြီလေကျွန်တော်တို့ Dragon စာချုပ်ကိုမဖြတ်တော့ပါဘူးလို့ရေးသားခဲ့ပါတယ်။ ထရမ့်နဲ့မတ်စတိုရဲ့မဟာမိတ်ဖြစ်တဲ့ဘီလီယံနာဘီအက်ရှ်မန်ကလည်းထရမ့်နဲ့မတ်စတိုအနေနဲ့မိမိတို့နိုင်ငံအတွက်အကျိုးရှိစေဖို့တင်းတင်းမြတ်မြတ်နေတဲ့ကြောင်းမှတ်ချက်ရေးသားခဲ့ပါတယ်။ဒီမှတ်ချက်ကိုမတ်စ်ကတုံ့ပြန်ရမှာလဲခမည်းပြောတာမမှားပါဘူးလို့ရေးသားခဲ့ပါတယ်။